ဲ့ဝဝမင်းထက်ပြီးရေခက်လာပြန်လားလားမင်းရဲ့ရေအိုးတဲ့ရေလုံးဝမထက်ရဘူးငါတို့အရင်ရေထက်ပြီးငါတို့ပြန်တော့မှမင်းရေထက်နိုင်မယ်နားလဲတယ်မလားငါတို့မှဘာမှရှိလို့ရွာတူရွာသားတွေကဘာလို့ဒီလိုဆက်ဆံရတာလဲစင်းရဲတာကအပြစ်လားငါတို့လည်းဘေးတုံးကမှဘတုကိုမှမထိခိုက်ခဲ့ပါဘူးအားလုံးပဲမင်္ဂလာပါမြန်မာလေဒီအော်ဒီယိုဘုတ်ချင်တွေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပြောပြသွားမယ့်အကြောင်းအရာလေးကတော့ကျင်နာရောကန်ကြမာဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် ဘဝဆိုတာတတ်တမှတ်သေးမရှိပါဘူးအခွင့်အလန်းဆိုတာမမျောလင့်ထားတဲ့နေရာကနေရုတ်တရက်ရောက်လာတတ်ပါတယ်ဒီဇက်လန်လေးကတော့စည်ရမှုရဲ့အောက်ခြေကနေကြိုးစားအားထုတ်မှုနဲ့ကံကောင်းမှုတစ်ခုကြောင့်ဘဝပြောင်းလဲသွားတဲ့မြူးအောင်တဲ့ဝဝတို့ရဲ့နှွေထွေပြီးစိတ်ဝင်စားဖွယ်ဖြစ်ရလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်အကြောင်းအရာလေးကိုနားမထောင်ခင်မှာတော့ကျမရဲ့ channel လေးကို like and subscribe လေးအရင်လုပ်ပေးထားပါအောင်နော် ေးချမ်းလာတဲ့ကြေးရွာလေးတရွာမှာမျိုးအောင်ဆိုတဲ့ဆင်းရဲသားလေးဓမ္မတယောက်ကသူ့ဇနီးဝဝနဲ့တူနေထိုင်ကြတဲ့ကွယ်မျိုးအောင်ကရွာထဲမှာတော့အစင်းရင်ဆုံးရွာသားတယောက်ပေါ့သူက လူတိုင်းရဲ့အိမ်မှာအလုံးလုံးပြီးငွေနေငယ်တာရှာနိုင်တဲ့သူတို့နေရာဟာရတဲ့ဝင်ငွေလေးနဲ့ဘဝကိုခက်ခဲစွာ ရုန်းကန်နေကြရတာပေါ့မျိုးအောင်တို့မှာနေထိုင်မှုအိမ်ကောင်းကောင်းလေးတောင်မရှိပါဘူးသူအိမ်ကအရင်ဟောင်းနှံပြီးရွှေ့နေပြုလုပ်ထားတဲ့အိမ်ဖြစ်တဲ့ကွယ် မျိုးအောင်တို့မှာအိမ်ပြင်ဆင်ဖို့အတွက်တောင်ငွေမရှိပါဘူး။ဒါကြောင့်တခါတရံမှာမျိုးအောင်ဟာသူ့အိမ်ကိုတူပါတာပြင်လိရှိတဲ့။တနေ့စားဖို့အတွက်ကိုခက်ခဲစွာနဲ့ရုံးကန်နေရတာပေါ့။စင်းရဲတာကြောင့်ရွာသူရွာသားအလုံးကဒူးဒူးနှစ်ယောက်ရဲ့ဝတ်စားစီရင်မှုကိုကြည့်ပြီးဘသူမှခေါ်ပြောခြင်းမရှိကြပါဘူး။ရွာသူရွာသားအလုံးရေခတ်သုံးကြတဲ့မြစ်ကိုရေခတ်ဖို့တွားရင်တောင်ရွာသူရွာသားအလုံးကဒူးဒူးကို မောင်းထုတ်လိုက်ကြတဲ့ ဟဲ့ဝဝမင်းချက်ပြီးရေခန့်လာပြန်လားလားမင်းရဲ့ရေအိုးတဲ့ရေလုံးဝမထက်ရဘူးငါတို့အရင်ရေထည့်ပြီးငါတို့ပြန်တော့မှမင်းရေထည့်နိုင်မယ်နားလေတယ်မလားဝဝဟာငိတ်သက်စွာနဲ့စကားအလုံးကိုနားထောင်ပြီးဘာတစ်ခုမှပြန်မပြောခဲ့ပါဘူးရွာသားအလုံးထွက်သွားပြီးမှဝဝဟာဝမ်းနည်းစွာနဲ့ရေအိုးတဲ့ကိုရေထည့်တဲ့ပြီးနောက်အိမ်ပြန်သွားပြီးတုခင်မိုးမျိုးအောင်ကိုဝမ်းနည်းစွာနဲ့ပြန်ပြောပြတဲ့ ်ငါတို့မှာဘာမှရှိလို့ရွာတူရွာသားတွေကဘာလို့ဒီလိုဆက်ဆံရတာလဲစင်းရဲတာကအပြစ်လားငါတို့လည်းဘေးတုံးကမှဘ ᱹ တုကိုမှမထိခိုက်ခဲ့ပါဘူးအေးပါဘဝရဲ့မင်းမလို့ဒီအတွက်နဲ့စိတ်ပူနေမှာလဲငါရှိတယ်လေမင်းကြည့်လိုက်ပါတနေ့ကျရင်ဒီရွာတူရွာသားတွေကငါတို့ကိုတွေ့ရဖို့စိတ်အားထက်တန်လာကြလိမ့်မယ်အလုံးလုံးပြီးတခြားသူတွေလောက်ငွေမရနိုင်ပေမဲ့မင်းကြည့်လိုက်ပါတနေ့နေ့ကျရင်လူတွေကငါတို့ကိုလေးစားလာကြလိမ့်မယ်မျိုးအောင်ဟာအလုတ်ကျူစားတဲ့သူဖြစ်တယ်လို့စိတ်ထားလဲအရန်ကောင်းတဲ့ သူဟာဘယ်တော့မှဘသူကိုမှမတရားတာတွေမလုပ်ခဲ့ပါဘူး။ဒါဟာသူ့ရဲ့အကြီးမားဆုံးအာသာချက်တစ်ခုပါပဲ။ညတညမှာတော့မိုးရာတီဖြစ်တာမို့လေပြင်းတိုက်ခတ်ပြီးမိုးရံသေးထန်စွာရွာသွန်းလာပါတော့တယ်။မြို့အောင်ရဲ့အိမ်ဟာရှုပ်အိမ်ဖြစ်တဲ့အတွက်မုန်တိုင်းတန်ကြောင့်သူ့အိမ်ရဲ့အမိုးလေးပြတ်သွားမှကိုကြောက်ရွံ့လာပါတော့တယ်။ဘဝကြီးအပြစ်မှမုန်တိုင်းတိုက်နေရင်ငါတို့အိမ်ရဲ့အမိုးဟာဒီတက်ပေါ်ပြီးမခံနိုင်တော့ဘူး။ ဟုတ်တယ်ကျမလည်းတွေးနေရငါတို့မှရှိတဲ့လိုအပ်တဲ့ပစ္စည်းတွေကိုအိတ်တလုံးနဲ့ထည့်ပြီးမင်းရဲ့အကူကြောအောင်စီတွားဖို့ကြရအောင်ဟုတ်တယ်မင်းပြောတာမှန်တယ်လိုအပ်တဲ့ပစ္စည်းတွေကိုအမြန်ထည့်ပြီးအခုအိမ်ကိုသွားကြမယ်မျိုးအောင်နဲ့သူ့စနီးဟာလိုအပ်တဲ့ပစ္စည်းအချို့ကိုအိတ်ထဲထည့်ပြီးအနီအနာကသူ့အကိုရဲ့အိမ်ကိုတွားဖို့ထွက်လာကြတဲ့။ကိုကြီးကိုတကားဖွင့်မအောင် ပြောစရာရှိလို့ပါ။ ဘာဖြစ်တာလဲဒီလိုမိုးရွာနေတဲ့ညအချိန်မှာဘာလို့ဒီကိုလာတာလဲအကိုငါ့အိမ်ရဲ့အခြေအနေကိုမင်းသိရမလားငါပစ္စည်းတွေရေစုပ်ကုန်မှဆိုလို့မင်းရဲ့အိမ်မှာငါပစ္စည်းအချို့ကိုထားခဲ့လို့ရမလားမင်းရဲ့ပစ္စည်းတွေကိုငါ့အိမ်မှာထားခဲ့မယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးငါစနီကငါ့ကိုပါစီပါစီလုပ်လိုက်မယ်မင်းတို့အိမ်ကိုပဲပြန်သွားကြတော့မျိုးအောင်နဲ့ဝဝါတို့နှစ်ယောက်လုံးလဲဝန်းနေပြီးသူ့အိမ်ကိုပြန်သွားကြပါတော့တယ်နှစ်ယောက်လုံးဟာပစ္စည်းတွေကိုစိုးရင်လို့တညလုံးမအိပ်ပဲစောင့်ကြည့်နေကြတော့တာပေါ့ နောက်တနေ့မနေ့ရောက်တော့မိုးဟာလည်းရက်တွားပါတော့တယ်။ဒီလိုမိုးရွာတော်မူကြောင့်မျိုးအောင်ဟာ အလုတ်တစ်ခုတလေတောင်မရနိုင်တော့ပါဘူး။လအနေငယ်လောက်အချိန်ဟာဒီတိုင်းကုန်လွန်သွားပါတော့တယ်။တနေ့မှာတော့မျိုးအောင်တို့ရွာမှာချမ်းနာတဲ့လူတချို့ကပွဲတော်တပတ်ကျင်းပလာကြတဲ့ကွယ်ချမ်းနာတဲ့ကုန်းနဲ့အားလုံးကသူတို့ရဲ့ကားရီနဲ့ပွဲတော်ကိုကြည့်ဖို့လာခဲ့ကြပါတယ်ဒီအချိန်မှာပဲကုန်းနဲ့တယောက်ဟာရွာထဲကိုကားနဲ့ဝင်လာတဲ့ အဲ့ဒီအချိန်မှာပဲမိုးကရုတ်တရက်သဲထန်စွာရွာသွန်းလာပြန်ပါတော့တယ်။လမ်းမကြီးတစ်ခုလုံးမိုးရီတွေနဲ့ဆွဆွနေတာမို့ကုန်နေရဲ့ကားဟာရွှတ်နေမှနေဝင်သွားတော့တာပေါ့။သူဟာကားကိုပြန်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ဘလို့ပဲကြိုးစားကြိုးစားကုန်နေရဲ့ကားဟာရွှတ်နေကနေရုံမထွက်နိုင်ခဲ့ပါဘူး။တပြိုင်တည်းမှလည်းမိုးကအရန်သဲထန်စွာရွာသွန်းနေပါတော့တယ်။ကုန်နေဟာလည်းဒေါရထွတ်ထွတ်နဲ့ပြောလိုက်ပါတယ်။အခုမှငါကန်ဆိုးရတယ်လားကွာ။ ဒီအချိန်မှာပဲရွာသားတချို့ဖြတ်သွားတာကိုကုန်းတွေကမြင်လိုက်ပြီးအခုအငြိတောင်းလိုက်ပါတယ်။ညီကိုတို့ကျွန်တော်ကရွှေနဲ့နေဝင်သွားလို့ကျွန်တော်ရဲ့ကားကိုကုညီပြီးထုတ်ပေးနိုင်မလား။မကုညီနိုင်ဘူး။မိုးရံသေးထန်နေတာ။ဒီလိုမိုးကြီးထဲမှာငါတို့ဘယ်လိုကုညီပေးနိုင်မှာလဲ။မဖြစ်နိုင်ဘူး။လုံးဝမဖြစ်နိုင်ဘူး။မင်းတခြားလူတွေကိုချလိုက်ပါ။ငါတို့သွားတော့မယ်။ဒီလိုပြောပြီးရွာသားအချို့ကထွက်သွားကြပါတော့တယ်။မိုးကလည်းဆက်လက်ပြီးရွာသွန်းနေပါတော့တယ်။ ကုံတွေဟာလည်းအတန်ကျဲကြီးနဲ့လူတွေကိုအော်ခေါ်နေပါတော့တယ်။အနီးနားမှာတစုံတစ်ယောက်ရှိလားရှိရင်ငါ့ကိုကူညီပြီးကောင်းအောင်ရွှေနေရကူထုတ်ပေးကြပါ။အဲ့ဒီချိန်မှာမျိုးအောင်က နေရာတိုင်းမှာအလောက်ရှာပြီးအလုံများတော့စိတ်ပျက်စွာနဲ့ဒီလန်ကနေအိမ်ပြန်လာပါတော့တယ်။အိမ်ပြန်လာတဲ့လမ်းမှာကုံလေးတယောက်ရဲ့ကားကရွံတဲနေဝင်နေတာကို မျိုးအောင်ဟာတွေ့လိုက်ရပါတယ်။ကုံလေးကလူတွေကို အကူအညီတောင်းပြီးခေါ်နေတာကို မျိုးအောင်ဟာတွေ့တွားပြီးကာနာကိုလာခဲ့တဲ့တဲ့ ဆရာကျွန်တော်ဗာမြကူညီပေးရမလဲဟုတ်ကဲ့ပါညီလေးကျွန်တော်ဒီကနေလူတွေကိုအကူအညီတောင်းနေတာဘယ်သူမှအကူအညီပေးခြင်းစိတ်မရှိကြဘူးကောင်းပြီကျွန်တော်ကားထဲဝင်ထိုင်ပြီးကားကိုရှစ်ဆက်မောင်းကြည့်မယ်ညီလေးကကားကိုနောက်ကနေတွန်းပေးပါဒီလိုနဲ့အနေငယ်စူးစမ်းပြီးနောက်ကားဟာရွှေနယ်ကနေထွက်လာပါတော့တယ်ကုံနယ်က ကားကိုအနေငယ်ရှေ့သို့မောင်းလိုက်ပါတယ်မျိုးအောင်ကားကိုကြည့်နေချိန်မှာပဲရုတ်ထည့်ကားရက်သွားပြီးကားရဲကနေကုန်တွေကဆင်းလာပြီးမျိုးအောင်စီကိုလာခဲ့ပါတယ် မင်္ဂလာပါညီလေးမင်းရဘသူလဲအကိုနာမည်ကတော့ခိုင်ဝင်းပါအကိုကမြို့ပြမှာကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားတဲ့အလုပ်ကိုလုပ်ပါတယ်မျိုးအောင်ကဒီကုန်းနယ်ကိုမြင်ပြီးအယံကိုစိတ်လှရှားသွားတဲ့ဆရာကျွန်တော်နာမည်ကမျိုးအောင်ပါကျွန်တော်နှစ်အတော်ကြာဒီကျွရမှာပဲနေထိုင်ခဲ့ပါတယ်အိုးမင်းကကြည်ရတဲ့လောက်တော့ကောင်းနေတူပဲပြီးခဲ့တဲ့တနားီလုံးလုံးကျွန်တော်ဒီမှာပဲရက်နေခဲ့တာဘသူမှကျွန်တော်ကိုမကူညီပေးခဲ့ကြဘူးမင်းတယောက်တည်းကပဲကျွန်တော်ကိုကူညီတာမင်းကြောင့်ငါရဲ့ကာကရွှေနယ်ကနေထွက်လာနိုင်တာပါ ဆရာဂိတ်ဆမ်းရှိပါဘူးဒုက္ခရောက်နေတဲ့သူတွေကိုကူညီတာကကျွန်တော်တို့ရဲ့တာဝန်ပါပဲအခုတော့မိုးလေရက်သွားပြီဆိုတော့ကျွန်တော်သွားပါတော့မယ်ခဏလေးပါမျိုးအောင်မင်းကျွန်တော်ကိုမင်းအိမ်ကိုမခေါ်သွားတော့ဘူးလားမဟုတ်ပါဘူးဆရာကျွန်တော်လိုဆင်းရဲတဲ့အိမ်ကိုသွားပြီးဘာလို့မှလဲကျွန်တော်အိမ်ကရွှတ်နဲ့လှုပ်ထားပြီးပျက်စီးနေတဲ့အိမ်မှာဆရာပွဲတော်ကိုပဲသွားကြည့်ပါ ကျွန်တော်ပြန်လာတော့မယ်ငါပွဲတော်ကိုမသွားတော့ဘူးမင်းရဲ့အိမ်ကိုလိုက်ခဲ့ပြီးမှပဲပြန်တော့မယ်ဆရာဒီလိုတောင်းဆိုနေမှတော့သွားကြတာပေါ့ မျောအောင်ကနောက်ခုံမှထိုင်ပြီးကိုနယ်ကိုသူ့အိမ်သွားတဲ့လမ်းကိုညွန်ပြပေးတဲ့ခဏလောက်ကြာတော့နှစ်ယောက်လုံးအိမ်ရောက်သွားပါတော့တယ်ဝါဝါဟေးဝါဝါငါတို့အိမ်ကိုကိုနယ်ကြီးတယောက်လာတယ်စားစရာတခုခုသွားယူလာခဲ့ပြီးပါအောင်ကိုနယ်ကမျောအောင်အိမ်ကိုမြင်ပြီးအယံဝန်းနေသွားတဲ့မင်းပါလှုပ်လှုပ်တလေမျောအောင် ဆရာရဲ့ဘလို့ပြောရမှန်းတော့မသိတော့ပါဘူးကျွန်တော်အလုရှာနေတာကြာပါပြီဘသူမှအလုမပြီးကြဘူးခိုအိမ်တွားလိုက်ဒီအိမ်တွားလိုက်နဲ့အလုလုကင်နေရတာမိုးကြောင့်အဲ့ဒါတွေတောင်ရက်ထားရတယ်ဆရာအဲ့ဒီအချိန်မှာမျိုးအောင်ရဲ့ဇနီးကပကံပြားနဲ့မုံလေးနဲ့နဲ့ယူလာပြီးပြောလိုက်ပါတယ်ဆရာကျမတို့အိမ်မှာဒါပဲကြံတော့တယ်ကျေးဇူးပြုပြီးတော့ဒါကိုပဲစားလိုက်ပါဟုတ်ကဲ့အဆင်ပြေပါတယ်မျိုးအောင်မင်းအလုမရှိဘူးမလားမင်းအဆင်ပြေတယ်ဆိုရင်ကျွန်တော်မင်းကိုအလုပေးနိုင်တယ်ဆရာတကယ်လားတကယ်အလုပေးမလား ျွန်တော်အလုပ်တွေအများကြီးရှိတယ်ကျွန်တော်လည်းစဉ်းစားနေတာစူးစမ်းပြီးရိုးသားတဲ့လူတယောက်ကိုကျွန်တော်စီမှာအလုပ်ခန့်ခြင်းနဲ့မင်းကိုကြည့်ရတာဒီရေးချင်းတစ်ခုလုံးရှိတယ်လို့ကျွန်တော်ထင်တယ်။ဘာအလုပ်မျိုးလဲဆရာဘယ်မှာလောက်ရမှာလဲဒါတွေအလုံးကျွန်တော်ပြောပြပါကျွန်တော်ဆရာနဲ့အလုပ်လုပ်ဖို့အစဉ်နဲ့ပါပဲပြီးတော့ဒီအိမ်မှာမင်းတို့နေစရာမလိုတော့ဘူးကျွန်တော်မင်းကိုရက်အနည်းငယ်ကြာရင် ပြန်လာခေါ်မယ်ကျွန်တော်မင်းကိုအိမ်သစ်တစ်လုံးပေးမယ်ဒါကိုကြားပြီးမြို့အောင်နဲ့သူစနီးအယံပြောသွားကြတာပေါ့ မျိုးအောင်ကရွာတဲကိုတွားပြီးဒီပျော်ရွှင်မှုကိုကျင်းရွာတရာလုံးကိုပြောပြတာပေါ့ဒါပေမဲ့ရွာသူရွာသားတွေကသူ့စကားကိုမယုံကြည်ကြပါဘူးရက်အနေငယ်ကြာပြီးတဲ့နောက်မှာတော့ဂုံနယ်ဟာကားနဲ့မျိုးအောင်အင်ကိုရောက်လာပါတော့တယ်မျိုးအောင်ရေပစ္စည်းအလုံးစင်းင်းဖြစ်ပြီလားတွားကြရအောင်မျိုးအောင်နဲ့သူ့စနီးဘဝတို့လည်းပစ္စည်းအလုံးကိုယူပြီးဂုံနယ်ရဲ့ကားထဲတက်လိုက်ကြတဲ့ရွာသူရွာသားအလုံးရဲ့အာယုံဟာသူတို့အပေါ်မှာပဲကြာရောက်နေပါတော့တယ် မျိုးအောင်ရဲ့အကိုကတောင်သူတို့ကိုကြည်နေပါတော့တဲ့။ကုံတဲ့ဟာမျိုးအောင်နဲ့သူစင်ကြီးဝဝကိုမျိုးပြကိုခေါ်သွားပါတော့တယ်။ပြည်ရဲ့နောက်မှာတော့သူတို့နှစ်ယောက်ကိုနေထိုင်မှုအိမ်ကောင်းကောင်းတစ်လုံးလဲပေးလိုက်ပါတယ်။မျိုးအောင်ဟာအလုတ်အလုံးကိုကောင်းကောင်းနားလေတဘောပေါက်သွားပြီးသူဟာကုံတဲ့နဲ့အတူအလုတ်လုံနေတော့တာပေါ့။ဒီလုံနဲ့ပဲမျိုးအောင်ရဲ့အိမ်ဟာအရန်ကိုလာပလာပါတော့တယ်။ လာအနေငယ်ကြတော့မြို့အောင်နဲ့သူ့အင်ကိုကြည့်ဖို့ရာဒူရာရာတွေကမြို့ပြကိုရောက်လာကြပါတော့တယ်။အဲ့ဒီရာဒူရာရာတွေမှာမြို့အောင်ရဲ့အကိုကျော်အောင်ဟာလည်းပါလာပါတယ်။မြို့အောင်ရဲ့အကိုကျော်အောင်ဟာလည်းသူ့အမကြောင့်ဘာတခုံးမှပြင်မပြောနိုင်ခဲ့ပါဘူး။အခုတော့မြို့အောင်ဟာဝင်ငွေကောင်းကောင်းရနေပါပြီ။နောက်ဆုံးမှာတော့မြို့အောင်ဟာယူတာမှုနဲ့ကြိုးစားအားထုတ်မှုရဲ့အစွမ်းကြောင့်အရာအလုံးရရှိသွားပါတော့တယ်။ ဆက်လန်လေးကိုအဆုံးထိနားထောင်ပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်။ကျမရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြဖို့မမေ့ကြပါနဲ့အောင်နော်။